ပထမချင်မှာသူတုံးခဲ့တဲ့အတွက်ပြန်လာဗျ။အိုးအိုးအိုး။ရင်းနဲ့ကချိုးအင်ဗတ်တပ်ပုံစံမျိုးပြောင်းပြန်ချုပ်သွားတယ်။အိုးဆိုရင်ရတယ်ဗျ။ယုံထားတယ်။ကဲအားလုံးပဲမင်္ဂလာပါဗျ။ဒီကနေ့မှာတော့အော်တိုပလာ၄ရက်နေ့အောင်လအန်ဆန်ပေါင်ရှင်ပြန်ထုတ်တက်ခဲ့တဲ့ WiFi နဲ့တတိစစ်ပြန်ပွဲကြီးခေါင်းစဉ်အောက်ကနေရှင်ပြန်ထုတ်တက်သွားခဲ့တဲ့ flight wake က MMA ပွဲစဉ်ဂျန်တပွဲလေးကိုပြည်သက်တွေနဲ့အတူ အဆောဆုံးလေးလာကြည့်ရှုတင်ဆက်ပြီးတော့မှဖြစ်နေပြ။အဲ့တော့ဒီပွဲစဉ်ပြီးတော့ပြီဆိုရင်တော့ lightweight MMB ကပွဲစဉ်ကျန်တဲ့ပွဲကိုပါထမှန်ကြည့်ရှုတင်ဆက်ပြီးတော့မှဖြစ်နေပြ။အခုပထမဦးဆုံးအနေနဲ့မိတ်ဆက်ပေးနေတဲ့ fighter ကတော့ဒါ Russia က fighter တူဖြစ်ပါလေ။သူနာမည်ကတော့ Mansa Malachi လို့ခေါ်ရပြ။အရေကတော့ငားပင်နဲ့ငားလက်မရှိပြီးအသက်ကတော့30နဲ့3နှစ်ပါ။အဝမ်းချမရှိမှာကတော့သူ့အနေနဲ့၅ပွဲထိုးတက်ထားပြီးတော့မှ၄ပွဲနိုင်တဲ့ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ် ခုတဖန်မိတ်ဆက်ပေးနေတဲ့ fighter ကတော့တော့ fighter တွေနဲ့ယင်းနီမီတာ fighter ဖြစ်ပါလေ monkey go လို့ခေါ်ရမလို့မြောက်ဘီရင်ဖြစ်ပါလေနာမည်အရင်ကတော့ကျွန်တော် jarred brook လို့ခေါ်ပါလေအသက်30နှစ်နဲ့နှစ်ဒါအရင်ကတော့9ဘီနဲ့နှစ်လက်မှရှိပါလေ one championship မှာကတော့သူအနေနဲ့9ပွဲ10ပွဲထိုးတဲ့ထားပြီးတော့9ပွဲနိုင်9ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါလေအချင်းပြန်နှစ်ချင်းဖြစ်ထားခဲ့ဘူးတယ်ပေါ့နော်အဲကျွန်တော်တို့ strawweight mma ကမ္ဘာချန်ပီယံဟောင်းတူဖြစ်ပါလေ ဘူးလက်ရှိကျွန်တော်ကြည့်ရှုသွားမယ့်ပွဲစဉ်ကတော့ဒါသူ့ရဲ့ဒီဝိတန်တက်ပြီးတော့မှရှင်ပြန်ထူးတက်တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ slow way ကနေပြီးတော့မှဒါ flying way ကိုတက်သွားခဲ့တာဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ကြည့်အောင်သူ့ရဲ့ဆွမ်းဆောင်ရည်အနေထားဘယ်လိုမျိုးရှိတယ်လဲပေါ့နော် okay ဆိုင်ဗျ okay ဝင်ထားလေ okay ကျွန်တော် single leg take down ချက်ချင်းကိုဆွဲပြီးတော့မှဒါဘူလူတင်းပြီးခံထားရတယ် star five ပိုင်းတော့မှကျွန်တော်ဒါတိတ်ပြီးစမ်းတက်ခွင့်မရလိုက်ဘူးတခါလေကျွန်တော် ground game ရောက်လာတယ်ပေါ့နော်အဲ့တော့ russian fighter လို့ပြောလိုက်ရင်ဒါပြည်သက်တွေတော်တော်များများကဒါနှစ်ဘန်းပိုင်းမှာကောင်းတယ်ဆိုပြီးတော့မှတိကျတယ်ပေါ့နော်အဲ့တော့ဒီ russian fighter လည်းဒါနှစ်ဘန်းနောက်ခံရှိတဲ့ fighter တူဖြစ်တယ် general block ကတော့ဒါ jujitsu အပြုတ်တယ်ပေါ့နော်နှစ်ဘန်းပိုင်းကတော့ကောင်းမကောင်းဆိုတာဒီပွဲမှာကျွန်တော်ကြည့်သွားမှာပြခုလုံးလုံးစင်ကတော့ကျွန်တော် ဘဝဂူရီတင်းအနေထားနဲ့ဒူးတွေစတိုက်တိုက်ထားတယ်။ဂူရီတင်းနဲ့ထိချုပ်ထားတယ်။ကစ်စတန်ပိုဇီရှင်ရောက်သွားနေဗျာ။ဘက်ကရုရှားဖိုင်တာနေနဲ့ယုံထားတယ်။ဂျမ်ဘီမဆွေလေးကိုကျူးစားနေတယ်ဗျာ။မရဘူး။ဒါကလစ်အနေထားဖြစ်သွားတယ်ပေါ့နော်။ ကဲအလုံးထင်မှာတော့ပြည်သက်တွေအလုံးတိကျတဲ့အတိုင်းပဲပေါ့နော်ရုရှားဖိုက်တာလေးနဲ့တာနေတာမျိုးတွေ့ရတယ်။ဒါမန်ဂီကွန်ဂျန်နရယ်ဘရော့ကတော့ဒါသူ့ရဲ့ဝိတ်တန်ကစထရော့ဝိတ်ဖြစ်တယ်ပေါ့နော်စထရော့ဝိတ်တန်မှာဆိုတော့ဒါသူနဲ့ရွေးသူကျွန်တော်ဝိတ်တူတဲ့ဖိုက်တာတွေဆိုတော့ဒီ ground ပိုင်းမှာရောပြီးဂျူဂျီဆူပိုင်းမှာရောတော်တော်လေးကိုဒါလုတ်ပြနိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာတော့အရင်ကပွဲစဉ်လေးတော့မတူဘူး။ဒါဝိတ်တန်တတ်တာလည်းပါတယ်နောက်ပြီးတော့မှအခုထက် အရက်တာပြီးကျွန်တော်အကောင်ကြီးတဲ့ဖိုင်တာနဲ့ထိုးရတာနဲ့ပါတယ်ပေါ့နော်အဲ့တော့ဆွဲလဲတဲ့အပိုင်းမှာဒါသူထိုးတဲ့နေချဝိတ်တန်းတဲ့ဆိုင်တော့ခက်ခဲမှုရှိတယ်ခလစ်အနေထားနေဒူးတိုက်ထားပဲတွေ့ရလေးတယ်ဗျာအဲ့ဒါလူနေထားတော့ကျွန်တော်စန်တာပြန်ခေါ်ပြီးတော့မှပြန်ထိုးတက်ခိုင်းတဲ့နေလို့မြင်တယ်ပေါ့နော် တွေ့ဒူးတွေစက်တိုက်ဝင်ထားလေးတယ်ကတိုင်ရလေအေးစီးပဲဗျဒီပွဲစဉ်ကဒါအရင်ကြီးကျွန်တော်လှုပ်လှုပ်ရှားရှားနဲ့ဒါတွားစီအောင်မလုပ်ဘောနော်ဒါတော့မှကျွန်တော်ထိန်းချုပ်ထားဆိုရင် AC ကြည့်အောင်ပဲအနေထားအောင် ျွန်တော်ထင်ရုရှားဖိုက်တော့ဆွဲလေးဖို့တော့မလွယ်ကူလောက်ပြတနမန်နောက်ခံရှိတယ်ဗောနော်စင်ဂလက်ပြန်ပြီးဆွဲလေဘဝအကောင့်သေးတယ်ကိုတဲ့အကောင့်ကြီးတဲ့ဖိုက်တာဆွဲမယ်ဆိုတော့တက်လုံတော်တော်လေးရင်းပေးလိုက်ရမယ်ဗျနာဂျန်ရယ်ဘလော့ကအသက်ရွယ်ရနေပြည့်တက်တယ်အလုံးတိကျတဲ့အတိုင်းဗောနော်30နဲ့နှစ်နှစ်တော့ရှိပြီဗောနော်ဒီဝိတ်အနေထားနဲ့ကျွန်တော် ီဝိတ္တအငယ်ကဖိုက်တာတွေဆိုတော့လုံးဝကျွန်တော်အကောင်းဆုံးအချိန်ကိုကျော်လွန်နေပြီလို့တော့ပြောလို့ရတယ်ပေါ့နော်သူ့ဝိမဲ့လေးဒီ general block ကတော့အသက်တကြီးတော့ပေါ့နော်သူလှုပ်ရှားမှုတွေနောက်ပြီးသူကစားသွားတဲ့ပုံစံမျိုးကလုံးဝလင်းမြန်တွက်လပ်မှုရှိတယ်အဖြူဖြူမှုပြီးနိုင်တယ်ပေါ့နော်

နေမကဲမထီဘူးထပ်ပြီးဆွဲလဲဖို့ကြိုးစားတယ်ဂျာဘရဘုတ်ကတန်းကြီးဆွဲလဲတာတော့ကျွန်တော်တိတ်မလွယ်သေးဗျာနည်းနည်းလေးကျွန်တော်စမ်းစီချင်သေးတယ်ဗောစတန်ပိုင်းမှာဘာကရရှာဖိုင်တိုင်းနေဒီစတန်ဖိုင်စွမ်းဆောင်ယူလို့လဲချိန်တာနဲ့ပါမယ်ဗျာကနဂူနီယာပြန်ရောက်သွားပါပြီပြန်ဘဒုကကျွန်တော်တို့ထိတ်တောင်းပြီးခင်ရမလဲကြည့်သွားမယ်ဗျာ ဟိုကောင်းနေတဲ့ဒူးတိုက်ချက်တွေအောင်ဒူးတိုက်ခင်းချက်ကစားလာလေကောင်းနေပြန်ပြီကျွန်တော်ပေါက်တာကဲပရမချီရောပြီးဆုံးပါပါဘီ round 2 ်ချီမာတော့ကျွန်တော်ရဲ့မြင် general broker တာတယ်လို့ပြောလို့ရတယ်ဗျာသူကဒီ client ရှင်နေသားမှာဒူတိုက်ချက်တွေပြီးပြီဆိုရင် group တင်းနေသားနေဒူတိုက်ချက်တွေလည်းရခဲ့တယ်ပေါ့နော် spin number 5ဟုတ်ပါပါခရီးဝင်ဟာလေ ဲရုရှားဖိုင်တာစပြီးဆွဲပြီဗျကြောကိုင်ပောက်ထားတယ်ကောင်းတယ်ဘောကဒီဘော်ဒီကိုကျွန်တော်ဒီလမ်းဖတ်ထားတာပြီးတွေ့ရတယ်ပေါ့နော် ပြဆိုရင်ရတယ်ဟုတ်။ down position မှာအနေထားကျွန်တော်တို့ ground punch လုံးဝကျွန်တော်ကျွေးလို့ရတဲ့အနေထားမျိုးဖြစ်နေတယ်။ပြန်ပြီးယုံထားဖို့ကြိုးစားနေတယ်။ဘူတင်း။ကဲ။ဆိုပါရကျွန်တော်တို့ပရမချီမှာပြီးတုံးခဲ့တဲ့အခွက်ပြန်လာပြ။အိုးအိုးအိုး။ရင်းနဲ့ကချိုးအင်ဗတ်တပ်ပုံစံမျိုးပြောင်းပြန်ချုပ်သွားတဲ့။အိုးဆိုရင်ရတယ်ဗျ။ ယုံထားတယ်ရလိမ့်လားမသိဘူး Oh my god ဒီတော့လစ်သွားတယ်ဗျာဂျီအောင် General Bro အနေနဲ့ညအားတော့ကောင်းချက်ဗျာဂျီအောင် Okay General Bro အတွက်တော့စိတ်မကောင်းပါဘူးဒီနောက်ပိုင်းကျွန်တော်အထူးဖြင့် ဒီ Joshua Pasio ကိုကျွန်တော်ရှုံးနေခဲ့ရတဲ့ပွဲအပြီးနောက်ပိုင်းပေါ့နော်သူ့အနေနဲ့နိုင်ပွဲတစ်ပွဲရခဲ့တယ်အဲ့တော့အဲ့ဒီနိုင်ပွဲရပြီးတဲ့နောက်ပိုင်းမှာရှုံးပွဲလေးဆက်တိုက်ကြုံလာတယ်ဗျကျွန်တော်တို့ပွဲစဉ်တစ်ပွဲတွားလိုက်အောင်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ဒီ wifi 1596ကဒီပထမဦးဆုံးတွဲဆိုင်အနေနဲ့ဂျင်ဘာပြုလုပ်ပွားခဲ့တဲ့ပွဲစဉ်တွေဖြစ်ပါလေ ခုဒီအပြာတော်ကမေးဆက်ပေးနေတဲ့ဖိုင်တာကတော့ဒါအာချီတီနာကဖိုင်တာသူဖြစ်ပါလေနီကိုလက်ဗင်နာလို့ခေါ်တယ်ပေါ့နော်အဲနီကိုလက်ဗင်နာတော့ဝမ်းမှာကျွန်တော်တုံးပွဲထိုးတက်ထားပြီးတော့မှတုံးပွဲစလုံးရှုံးနေထားတယ်တွေ့ရတယ်ဗျာကဲအခုမေးဆက်ပေးနေတဲ့ဖိုင်တာကတော့ဒါဂျပန်က ဖိုင်တာသူဖြစ်ပါလေသူနာမည်ကတော့ရှိုဇူအီဆူဂျီမာပေါ့နော် ့မင်းတော့ကျွန်တော်မန်ချမမန်မင်ပြတော့နစင်းနဲ့ရှင်းနေရှိပြီပေါ့နော်ဒီကတော့ဒါအခုကျွန်တော်ကြည့်ရှုတောင်းရင်ပွဲစဉ်ကသူ့ရဲ့ one championship ပွဲဥထွက်ပွဲစဉ်ဖြစ်ပါလေ။ကဲကျွန်တော် face on နေထားတော့ဒါအရင်မောင်းတိတ်မကောက်ဘူးဒီ body ပိုင်းမှာ German fighter တွေနဲ့ငင်းငယ်လေးဒါထူတယ်လို့ဒါမြင်တိုင်းရတယ်ပေါ့နော်။ကြည့်လိုက်အောင်ပါဒီပွဲစဉ်ကကျွန်တော်ဘယ်လိုမျိုးအခြေအနေဖြစ်သွားမလဲပေါ့နော်။ Okay, stand fine နဲ့ stand ထားတယ်1 2လို့ဝင်ထားတယ် Japan Fighter ခင်းရှင်နေထားနေကျွန်တော်ထိတ်တောင်းရယူဖို့ Okay, ထိတ်တောင်းရတော့လေ Okay, forget နေထားမျိုးရယူထားလိုက်ဗျာနေထားဆူရင်ရတယ်ကျွန်တော်ကောင်း punch နေထားနဲ့ ပွဲကပြီးတော့မှများနေပါတော့အဲ့တော့ German fighter အနေနဲ့ကျွန်တော်ဘယ်လိုမျိုးဒါ finishing လောက်တော့မလဲပါတော့ကဲ I'm trying ကဘာ Amber ချုပ်ပုံစံမျိုးပြီးခံထားရတယ်အနေထားပြန်လွတ်သွားပြန်ပြီတပတ်အချီတီနာ fighter တော့ကျွန်တော်အချပိုင်းရောက်နေတဲ့ fighter လို့ပြောလို့ရတယ်ဗျအတက်က35နဲ့9နှစ်ရှိတယ်နော် ီတူအတွက်တော့ကျွန်တော်တော်တော်လေးရုန်းကန်ရမယ်ဗျကျွန်ပွဲဆလာနဲ့ဖိတောင်ပြီးခံလိုက်ရတယ်အဲဂျပန်ဖိုက်တာကြည့်ရတဲ့အနေထားကဒီချုပ်ကုန်းနဲ့ဂျိုအနိုင်ရယူဖြစ်စင်လာတာနဲ့တော့မတူဘူး ေါ်စီကနေပြီးတော့ထူထောင်ဖို့ကြိုးစားနေတာကိုပဲတွေ့ရသေးတယ်ပေါ့နော်။ဒါကူရီစတိုင်ဝင်ထားတယ်။ ကဲတော်တော်ရုံးရမယ်ဗျအာဂျင်တီးနားဖိုင်တာမလွယ်တော့ဘူးကဲတကူရိစတိုင်ဝင်ထားလိုက်ပြကဲကျွန်တော်ချုပ်နေချုပ်ဘောတော့မချုပ်နေတာ ုံစီကနေဆက်တိုက်ထူထောင်ပြီးတော့ဒါအဆုံးတက်ဖို့တော့လိုအပ်နေပြီ right ခုဝင်ထားပြင်းနေနမချီဖြစ်တာကြောင့်လည်းပါတယ်ပေါ့နော်ရုံအားကောင်းနေတဲ့အချိန်ကြီးတော့တွင်းဖြစ်နေဘက်ကလည်းကျွန်တော်အကောင်းဆုံး defend လုပ်ထားလိုက်ပြစတိုင်ကျွန်တော်လက်ခုတွေဝင်ထားတယ်။ damage တော့တော်တော်ထိပြီဗျာကျွန်တော်အဂျီတီနာဖက်တာ တလို့ပဲကျွန်တော်ပထမရှိတန်ထင်းချုပ်ပြီးကစားမယ်ဆိုတော့ဒုတိယချိန်မှာတော့ကျွန်တော်အေးစစ်စစ်နဲ့ဒါအလဲထိုးပြီးတော့အနိုင်ရယူလို့ရတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်တော့ကျွန်တော်ဘလူးလာမလဲဆိုတာစောင့်ကြည့်သွားမယ်အဲ့တော့ကျွန်တော်မနေ့ပြန်ဒီဟိုတူမလား24ရက်နေ့ပေါ့နော် one friday fries 130မှာကျွန်တော်ဒီချင်းဖိုင်တာနဲ့မွန်ဖိုင်တာဒါပေါင်းရှင်ပြန်ထုတ်တော်မှုရှိတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီည9နိုင်မှာဒါလိုက်လွင်တင်ဆက်ဆွေးနွေးတော်ပြီးမှုရှိတယ်ပေါ့နော်ဒီလိုကြောင့်မို့ချစ်ရှုနေတဲ့ပရိသတ်အားလုံးကိုကျွန်တော်ဒီဗီဒီယိုကနေပြီးတော့မှအားလုံးကိုတွေးထွေးစွာဖိတ်ခေါ်ခြင်းတယ်ပေါ့နော်ဒါဒီလိုကဒါဆွေးနွေးတုံ့တက်ကြအောင်ပါ ို့ပြန်တော့ယုံထလာနိုင်တာမျိုးတွေ့ရတယ်ကြ။ဘူဒင်းနေထားပြီးခံထားရတယ်။ဟုတ်။ပရမချပဲရှိတယ်တော်တော်လေးယုံပြီးလိုက်ရတယ်ဗျာ။စီတင်းတော့ဖက်တာ။ညနာတော့တော်တော်လေးကျွန်တော်အထိခံထားရမယ်တွေ့ရတယ်။ကကကထပ်ပြီးတော့ထိုက်တာရယူနိုင်ခဲ့တယ်ဗျဘာမှချီတိုင်းမမနော်ကစားသွားတာတော့ကောင်းတယ် ဲ့တော့ဒီ Japan Fighter တော့သူ့ရဲ့ဒီ MMA record တွေကျွန်တော်တော်ပြီးလေ့လာကြည့်တဲ့ချိန်မှာဒါ6ပွဲအထိရှင်ပြန်ထူးတက်ထားတယ်ပေါ့နော်6ပွဲစလုံးကိုသူ့အနေနဲ့ဒါရှုံးပွဲမရှိအနိုင်ရရင်ထားမှာတွေးရပြအဲ့တော့ဒီ finishing ဘာရတော့တော်တော်လေးအနေနဲ့ဥကျူးကင်ထားတယ်ပြန်ထပ်ပြီးထိတ်တောင်းရယူလိုက်တယ် ဲ့တော့သူ့ရဲ့ဒီ Pro Record ကိုတော့ကြည့်မယ်ဆိုရင်ဒါတပွဲလေးထိုးပြီးတော့တပွဲကိုချုပ်ကွက်နေနိုင်ထားတယ်ပေါ့နော်အဲ့တော့နောက်၄ပွဲက decision ဖြစ်တယ်ဒီလိုကြောင့်ဒီ fighter ပြောမယ်ဆိုတော့ပွဲပွဲဖြစ်နိုင်စွမ်းတော်တော်လေးအားနည်းတယ်ပေါ့နော်သူ့ဒီမဲ့လေဒါရှုံးပွဲမရှိမှတ်တမ်းကိုပိုင်ဆိုင်ထားတယ်ဗျ Okay တော့ကျွန်တော်ကစားပုံတော့မပြောင်းဘူးပထမခြေတိုင်းပဲဗျမရရအောင်ကျွန်တော်ပေါ်စီဘူးဒါကြာယူပြီးတော့မှဒါထုထောင်းတယ်ပေါ့နော် ခကကျွန်တော်တော်တော်လေးကို damage ထိခံထားရတယ်။ညနာလေးနေရပြီးတော့တွေးနေတော့ဖတ်တဲ့အနေထားမျိုးရောက်နေတယ်ဗျ။ der Anfang der Tour. ချုပ်လေချုပ်တင်နေပြနေထားတယ်။ဦးတွေးတယ်နေကျင်။ကြည့်ကြည့်ချင်းမြင်ကြည့်လိုက်ပြ။ဒီစတိုင်ကိုကြာနေတာတွေ့ရတယ်။ကဲစတိုင်ဖြစ်ထားလေဗျ။ချင်းနေတော့တိတ်မဟန်တော့ဗျ။ စတိုင်ရက်ကူဝင်ထားတဲ့ပရက်ရှာပေးထားပြီမြညာတိုင်းနေနဲ့ကျွန်တော်ရက်သိမ့်မြအနေထားတော့လကူရိုက်ကူစတိုင်โอเคကျွန်တော်ဒီမျိုးဖြစ်တင်လာတော့ကြာပြီပေါ့နော်ဒါပေမဲ့တစ်ဖက်ကအချီတီနာဖိုင်တာလည်းသူ့အနေနဲ့အစွမ်းကုန်တာဂျုံနဲ့အစွမ်းကုန်ကျွန်တော်ဒက်ဖန့်လုပ်ပြီးကစားသွားခဲ့တယ်ပေါ့နော်โอเคเดี๋ยวดิพอเสียเนาะ ပြောမယ်ဆိုတော့ဒီလဲထိုးနဲ့ဒါနိုင် TKO ပုံစံပေါ့နော်ဒါနိုင်ရရှိသွားခဲ့တယ်အဲ့တော့ဒီဂျပန်ရှုံးဝင်းမရှိဂျပန်ဖိုင်တာရဲ့ဒီပထမဦးဆုံးတော့ဒီ TKO နဲ့နိုင်နဲ့ပွဲစဉ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဂျပန်မတန်းလေးအရကြီးလိုက်မယ်ဆိုသူကချုပ်ကနဲ့နိုင်ထားတပွဲပေါ့နော်ပြီးရင် decision နဲ့နိုင်ထားလေးပွဲဖြစ်နေတယ်အဲ့တော့ပွဲစဉ်ကတူတက်ပြောမယ်ဆိုတော့သူတို့ချာချာပွဲစဉ်လို့ပြောရတယ်ပေါ့နော် ကေတပကဖိုက်တာတော့တော့ကျွန်တော်လုံးဝဒီအချပိုင်းကိုရောက်နေတယ်ဆိုပေမဲ့လည်းဒါသူ့ရဲ့ဒီယုံအားတွေကစားအားတွေကြီးလိုက်ပြီဆိုတော့မစိုးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်။ရင်းကြီးကျွန်တော်ကစားပောက်ကဒီအချပိုင်းရောက်နေတဲ့ဖိုက်တာတူလို့တော့မှမထင်ရဘူး။ကဲဘလူးပဲပြပြပြ။ကျွန်တော်ဒီပွဲစဉ်မှာတူနေနေတယ်။ဒါတော်တော်လေးအထီးခံရတယ်ဆိုပေမဲ့လည်း ဒါအရှုံးမပေးလို့တဲ့စိတ်နဲ့ဒီပွဲမချင်းကဲကစားတော့တွေးရပါဗျာ Okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်တင်ဆက်မှုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုမှာဆိုတော့ကျွန်တော်ချားတော့ဒီစိတ်ဝင်စားစရာပွဲစဉ်လေးကိုတင်ဆက်ပြီးတော့ပြီးရှိပါလိမ့်ဒီတော့ကျွန်တော်ဆောင်ရွက်ကြည့်ရှုအပလီဝဒီကနေအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့စီစဉ်တင်ဆက်သူဂျိုဆာပဲဖြစ်ပါတယ်အားလုံးလည်းတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ